ဘုံဘုံကိုမိဘနှစ်ပါးကိုအကြီးမူထားပြီးတော့ဓမ္မပူဇာတွေလူတန်းလာကြတဲ့ဓမ္မမိတ်ဆွေများအတွက်ဘုံဘုံကအမိအကြောင်းလေးကိုနည်းနည်းလေးပြောပြရစီတောင်ချီကအမေဦးရဲ့ဇလံဘုံဘုံကိုမိဘနှစ်ပါးကိုအကြီးမူထားပြီးတော့ မ္မပူဇာတွေလူတန်းလာကြတဲ့ဓမ္မမိတ်ဆွေများအတွက်ဘုံဘုံကအမေအကြောင်းလေးကိုနည်းနည်းလေးပြောပြရစီအမေကိုချစ်တဲ့သူတိုင်းအမေကိုတန်ဖိုးထားကြတဲ့သူတိုင်းဒီဇာတ်လမ်းလေးကိုနားထောင်ကြည့်ပါမသေးမကွဲဝိုးတော်ဟာစောင်းညချမ်းများက ပုံပြင်တွေတားရင်မှာဝင်းနေလေရဲ့ပုတ်ပါလို့တောင်ကလဝါတလုံးလို့ထောင်မှနေတဲ့တောင်ချေရင်မှာရွာတရွာတီထားအမေရဲ့ချစ်လာစွာသောသားကိုညံများတဲ့ငဲ့ကြားကတုတ်ချီ တောင်ပေါ်စီရောက်မှဖြစ်ချငိုနေကြတဲ့လူတွေကြာအမေ့ရင်တွေကွဲသွားတာပေါ့အခါတုန်းကအထက်အညာပကံဒေတာကြောက်ပရောင်းနယ်ထဲမှာရှိရဲ့ပုတ်ပါတောင်ကလပ်မှာတောင်ကြီးတောင်ရှိတယ်အဲ့ဒီတောင်ကြီးဟာဝါလုံးကြီးလိုပဲထောင်မှတ်ပြီးတော့မှနေတယ်အဲ့ဒီလိုထောင်မှတ်နေတဲ့တောင်ကိုဘယ်သူမှလည်းမတက်ဖူးကြသလိုတောင်တက်လမ်းလည်းမရှိပါဘူး အဲ့ဒီတောင်ချီရဲမှာရွာလေးတရွာတီထားတယ်ဗျအဲ့ဒီရွာမှာဇနီးမောင်နှံတယောက်ရှိတယ်သားလေးတယောက်ရှိတယ်ပေါ့နေလောက်တဲ့သူက တော်တဲ့ကို တောင်ယာခုတ်သွားတဲ့အချိန်မှာအိမ်မှာမရဖြစ်တဲ့သူပဲကြံခဲ့ပါတယ်မရဖြစ်တဲ့သူကအိမ်မှာလောက်စရာ၊ကင်စရာ၊ဝေယဝစ္စရီအဝတ်လျှော၊ထင်းခွဲ၊ရေခ၊သမင်းချက်၊ဟင်းချက်လောက်နေတဲ့အချိန်မှာ သားနီတာရဲလေးကိုပကက်ထဲမှာတိတ်ပြီးတော့မှထားခဲ့ရတဲ့အချိန်မှာအဲ့ဒီမှာညက်တကောင်ဟာတိတ်ညက်တကောင်ဟာ အပေါ်ကနေပြန်တန်းလာပြီးတော့ပကက်ထဲမှာတိတ်ထားရတဲ့နီတာရဲကလေးကိုအသားတုံးထင်ပြီးတော့မှတုတ်ချီသွားပါတယ်ပကက်ရောကလေးရောတုတ်ချီသွားတာဖြစ်တဲ့အတွက်အမေဖြစ်တဲ့သူဟာအဝတ်လျှော်နေရင်းနဲ့သူ့ရဲ့ကလေးကိုတိတ်ညက်တုတ်ချီသွားပြီဆိုတာကိုသိပေမဲ့လည်းမအော်ရက်ဘူးတဲ့ ကျိတ်ပြီးတော့မှနေလဲရတယ်။ဘာဖြစ်လို့လဲဆိုတော့អော်လိုက်မယ်ဆိုရင်အဲ့ဒီမျက်စိုးကမြားកောင်းកែងကနေပြစ်ချလိုက်ရင်သူ့ရဲ့အသားလေးဟာအယိုးတခြားအသားတခြားဖြစ်သွားမှာပေါ့။ဒါကြောင့်ဟိုပါးစပ်ကိုအုပ်ပြီးတော့ကျိတ်ပြီးတော့မှနေလဲရတယ်။အဲ့ဒီဝါးတစ်လုံးလို့ထောင်မှနေတဲ့တောင်ဘကိုရောက်ပြီလဲဆိုရလူတွေကဝိုင်းអော်ပြီးတော့မှတားမြင့်လိုက်တဲ့အခါမှာအဲ့ဒီငှက်ကလည်းပဲကြောက်လန့်တကြားနဲ့အဲ့ဒီကလေးကိုတောင်ပေါ်မှာပြစ်ချထားခဲ့ပါတယ်။သွားပြီးတော့ကလေးကြီး ဝေဒီမြင့်မတ်တဲ့တောင်ပလဘယ်သူတက်လို့မှမရခဲ့တာမင်းကျမဖန်လာတဲ့အတိုင်းအဲ့ဒါမင်းသိင်းချိုင်းပေါ်လို့စိတ်အားလျှော့ငိုနေကြတော့မှပြုံးဆိုအမေရဲ့လက်မြင့်မတ်တဲ့တောင်ကိုဖက်တဲ့သွေးဆက်ဆက်ယိုကြဟိုဟိုဒီဒီကတားနေကြအခိုက်မှာပဲအမေရဲ့အသေးကိုဖက်နေလိမ့်ဒီလိုနဲ့တောင်ထိပ်ကိုရောက်ပါရောဟုတ်တယ်ဩအမေကလေသူ့ရဲ့သားလေးနိတာရဲလေးကို မျက်စိုးထိုးပြီးတော့ဟိုးဝါတလုံးလိုဖောင်မှတ်နေတဲ့တောင်ပေါ်မှာခြာထားလိုက်တော့အားလုံးကလည်းပဲဒီတောင်ပေါ်ကိုဘယ်သူမှလည်းမတက်ဘူးကြဘူးတောင်တက်လန်းရည်လိုလည်းမရှိဘူးအဲ့တော့ကလေးကြီးမင်းကြမာနဲ့မင်းဘောဘာတတ်နိုင်ပါလေငါတို့လည်းမကင်နိုင်တော့ဘူးလို့စိတ်အားလျှော့ပြီးတော့ဝါနဲ့ပလက်ဖြစ်နေကြရတဲ့လူသားတွေရဲ့အလယ်မှာအမေဖြစ်တဲ့သူကသွေးတရေရေတန်တရေရေနဲ့ တောင်ထိတ်ပေါ်ကိုတက်သွားပါလေဒူးမှလည်းပဲသွေးတဆက်ဆက်နဲ့လက်မှလည်းပဲသွေးတဆက်ဆက်နဲ့ပေါ့သားကိုချစ်တဲ့အမေရဲ့အချစ်တွေနဲ့တောင်ထိတ်ကိုတက်သွားပါလေအားလုံးကလည်းဝိုင်းတားကြတယ်မတက်ပါနဲ့ဆင်းခဲ့ပါမတက်ပါနဲ့ဆင်းခဲ့ပါဘယ်တနိုင်မလဲကွယ်သူ့ကျမသူဖမ်းလာတာပဲညီရဲ့အသက်ကိုညီပြန်ပြီးတော့မှကြည်ပါဦးဝိုင်းတားနေတဲ့အချိန်မှာအမေဟာ တောင်ထိပ်ကိုရောက်သွားပါပြီ။တောင်ထိပ်ကိုရောက်တော့လဲကျနေတဲ့သားလေးကိုကြည့်ပြီးအမေဟာလေအဲ့ဒီမှာမူးမေ့သွားတယ်။ပြန်တရရလာတဲ့အချိန်မှာသားလေးကိုပွေဖက်ပြီးတော့နေကလည်းပဲဝင်သွားပြီ။မက်ဆောက်တဲ့တောင်ကပန်းရံကနေအပြန်မှာဇောက်ထိုးစင်းကြောရင်မှာသားကိုချီနေကြီးကြီးအမောင်မတိတ်ခင်မှာတောင်ထိပ်ကဆင်းလာတဲ့အမေလူပြေကိုပြန်မပြန်ရောက်ပါမလား။ ဘယ်သူကထင်ပါလဲဟောဒီမိခင်ဟောဝါသလုံးလိုထောင်မနေတဲ့တောင်ထိပ်ကိုတားကိုချစ်တဲ့ဇောနဲ့တက်သွားခဲ့ပြီမြင့်အခုပြန်ဆင်းရမယ့်အချိန်လဲရောက်ရော နေရလဲပဲဝင်သွားပြီတားကိုကြောမှာ ပို့ပြီးတော့ဘလို့ဆင်းမလဲအားလုံးကလည်းပဲဝိုင်းပြီးတော့မှစိတ်ပူပေးနေကြပါတယ်အဲ့တော့ဒီမိခင်ဟာဒီအမေအိုဟာ ောက်ကိုပြန်ရောက်လာမရောက်လာတော့စာထဲမှာရေးမထားပြီမဲလို့မိဘတို့မေတ္တာမြည်ဒီမှာတဲ့ဘယ်သူကမှ မစွမ်းဆောင်ဘယ်သူကမှမလုံနိုင်ဘူးလို့တတ်မှတ်ထားတဲ့အရာတွေကိုတတ်မှတ်ထားတဲ့ကိစ္စတွေကိုပြင်းမြောက်အောင်မြင်အောင်လှုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်အဲ့ဒါကဘာလဲလို့ဆိုရင်မိခင်တွေက သားသမီးတွေကိုချစ်တဲ့စိတ်ကြောင့်မို့လှုပ်ဆောင်နိုင်စွမ်းတွေရှိကြတာဖြစ်ပါတယ် ဒါကြောင့်မို့အမတန်မှမေတ္တာတရားကြီးမားတဲ့အမိကိုချစ်ပေးကြပါ